အပြုအမူတွေကိုနားလည်ထားတဲ့လူတယောက်ကကျွန်တော်တို့ရဲ့ပြောကွက်တွေကို အသုံးချသွားနိုင်တယ်ဆိုတဲ့အချက်ပါပဲကျွန်တော်တို့ပြောကွက်ရဲ့သဘောတဘာဝကိုနားလည်ဖို့ဆိုရင်တရိစံအမူအကျင့်ဗေဒပညာရှင်တွေစီက စံတက်ချက်တွေကိုထက်ကြည့်ရပါမယ်။ကြီးကြီးအတန်လေးတွေအယောင်ပါတဲ့ငှက်မွေးလေးတွေစသဖြင့်တုံးပြီးတော့တရိတ်ဆန်တွေရဲ့အမှုအကျင့်ပုံစံကိုလှုပ်ဆော်တက်တာကတရိတ်ဆန်အမှုအကျင့်ဗေဒပညာရှင်တွေပဲရှိတာမဟုတ်ပါဘူး။ပုံသူကူးကောင်တွေလို့ခေါ်တဲ့တက်ရှိမျိုးစိတ်တစ်ခုရှိပါတယ်။သူတို့တွေက တခြားတရိတ်ဆန်တွေရဲ့အမှုအကျင့်ပုံစံတွေကိုပုံသူကူးပြီးတော့အဲ့ဒီတရိတ်ဆန်တွေကို အချိန်အခါမဟုတ် တိတ်ခွေမှားဖွင့်ပြီးအောင်လှည့်စားကြပါတယ်။ အဲ့ဒီလိုလှည့်စားပြီးရင်တော့ပုံလူကူးကောင်ဟာသူ့အကျိုးအတွက်တားကောင်ကိုအသုံးချပါတယ်။ဥပမာဆိုရင်ဘိုးဆုံးကျိုးမျိုးစိတ်ထဲပါဝင်ကြတဲ့ Full Jewelry မျိုးစုကတားတက်ကောင်ဘိုးဆုံးကျိုးအမတွေရဲ့ Fortinis မျိုးစုကဘိုးဆုံးကျိုးအထီးတွေအပေါ်လှည့်စားမှုကိုကြည့်နိုင်ပါတယ်။ Fortinis အမတွေကတက်ဖြတ်တတ်တာကြောင့် Fortinis အထီးတွေကသူတို့နဲ့ကင်းကင်းနေလေးရှိပါတယ်။ဒါပေမဲ့ရာစုနှစ်နဲ့ချီအတွေ့အကြုံအရာ အဲ့ဒီမုတ်ဆိုးမတွေဟာသူတို့သားကောင်ရဲ့ပျော့ကက်ကိုတွေ့သွားကြပါတယ်။ဖိုတီနက်စ်မျိုးစုမှာမိလိုက်ဖို့အစင်သည့်ဖြစ်တိုင်းပုံစံတစ်မျိုးနဲ့မီးမိတ်တုတ်မိတ်တုတ်ထုတ်လုပ်ပြီးတော့အချက်ပြကြပါတယ်။ဖိုဂျူရစ်အမတွေဟာသူနီးသူဟန်နဲ့အချက်ပြမျိုးကိုအတိတ်ပဲပေါ်သွားနိုင်ခဲ့တာပေါ်နိုင်သွားခဲ့ပါတယ်။သားကောင်ရဲ့မိလိုက်အချက်ပြမီးအတိုင်းမီးကစားပြတာကြောင့်အယုံမိသွားတဲ့သားကောင်တွေဟာမိလိုက်မဲ့အထင်နဲ့ တင်မင်းထောင်ချောက်တဲကိုတန်တန်ကြီးဝင်လာချိန်မှာတော့ဒါသက်သမက ဖန်းစီပြီးစားသုံးပါတော့တယ်အင်းဆက်တွေဟာသူတို့သားကောင်ရဲ့အလိုအလျောက်တုံ့ပြန်မှုတွေကိုအများဆုံးလှည့်စားတဲ့တတဝါတွေလိုပါပဲအင်းဆက်မျိုးစိတ်တွေထဲမှာအဲ့ဒီလိုအညာမိတာမျိုးကကြုံနေကြပါဒါပေမဲ့အဲ့ဒီလောက်အတိအကျမရှိတဲ့လေစားပုံတွေကိုလည်းတွေ့ရပါတယ်ဥပမာငါအသေးမျိုးဖြစ်တဲ့အစွဲကွေးဘယ်လန်နီငါဟာ တခြား၅မျိုးစိတ်နှစ်ခုရဲ့မဟာမိတ်ဖွဲ့မှုအပေါ်အမျက်ထုတ်တဲ့၅မျိုးပါ။ငါးရဲ့မဟာမိတ်ပုံစံမှာငါးကြီးတစ်မျိုးနဲ့အဲ့ဒီငါးထက်အစမတန်သေးငယ်တဲ့ငါးမျိုးပါဝင်ပါလေ။ငါးအသေးကငါးကြီးရဲ့အတန်ရှင်ရေးသမားအဖြစ်တာဝန်ယူပါလေ။ဒါကြောင့်ငါးကြီးဟာအဲ့ဒီငါးအသေးကိုပါဇက်သေးအထိဝင်ခွင့်ပေးပြီးတော့ခံတွင်းတဲ့ဘဟတ်တွေမှာကတ်တွယ်နေတဲ့မှုတွေအကောက်မွားတွေကိုစားတောက်ခွင့်ပေးပါလေ။ ဒါကတဘာဝတရားကြီးရဲ့တိတ်လှပါတဲ့စီစဉ်မှုပါပဲ။ငါအကြီးကအန္တရာယ်ရှိတဲ့ကပ်ပါးကောင်တွေကို ရှင်းထုတ်ခွင့်ရတယ်လို့ငါအသေးကလည်းအစာလွယ်လွယ်စားရပါတယ်။ပုံမှန်ဆိုရင်တော့ငါအကြီးကသူ့ပါဇံနားလာတဲ့တခြားငါငယ်လေးတွေကိုအမဲဖြတ်ပါတယ်။ဒါပေမဲ့တန်ရှင်ရေးသမားလေးကသူ့ရဲ့အချက်ပြအကလေးကိုတလှုပ်လှုပ်ကပြရင်လောက်ရောက်လာရင်တော့ငါအကြီးက လှုပ်ရှားမှုတွေအကုန်ရက်ပြီးတော့ဗဇတ်ဟရင်ရေထဲမှာမျောနေလိုက်ပါတယ်။ငါးကလေးရဲ့အကဟာငါးကြီးကိုငြိမ်သက်သွားစေတဲ့လှုပ်ဆောင်မှုပုံစံတစ်ခုပါ။တပတ်မှာတော့အဲ့ဒါကအဆွေကွေးဗလန်နီငါးအထွတ်အမြတ်ထုတ်เสียရအခွင့်အရေးတစ်ခုပါပဲ။ဗလန်နီငါးဟာတန်ရှိရေးသမားငါးကလေးရဲ့ကကွက်တွေကိုအတုခိုးပြီးတော့ငါးကြီးစီကိုချီးကပ်လာတဲ့အတွက်ငါးကြီးအနေနဲ့အထင်မှားပြီးတော့ငြိမ်သက်သွားပါလေ။ အဲ့ဒီနောက်တော့ဗလန်နီငါဟာငါးကြီးရဲ့တဖုံသွားတွေကို အစွဲကွေးနဲ့အားရပါရကိုက်ဖဲ့ပြီးတော့ငါးကြီးအလန့်တကြားနဲ့တတိမဝင်ခင်လှစ်ခနဲထွက်ပြေးပါတော့တယ်လူရီချားမှလည်းအဲ့ဒီလိုအထင်ကြီးစရာကောင်းသလိုဝမ်းနည်းစရာလည်းကောင်းတဲ့စင်နူပုံစံရှိပါတယ်ကျွန်တော်တို့ရဲ့အလိုအလျောက်တုံ့ပြန်မှုတွေကိုလှုပ်ဆော်ပြီးတော့အမြတ်ထုတ်ချတဲ့လူတွေရှိပါတယ်လူမဟုတ်တဲ့တတဝါအများစုရဲ့အလိုအလျောက်တုံ့ပြန်မှုတွေဟာဗီဇာစိတ်ကြောင့်ဖြစ်လာတာဆိုပေမဲ့ ကျွန်တော်တို့ရဲ့အလိုအလျောက်တုံ့ပြန်ပုံတွေကတော့ကျွန်တော်တို့ဘဝတစ်လျှောက်လေးလာခဲ့တဲ့လက်ခံခဲ့တဲ့စိတ်ပိုင်းဆိုင်ရာဥပဒေသားတွေမူပေါင်းတွေကနေပြီးတော့လာပါတယ်အဲ့ဒီဥပဒေသားတွေဟာခွန်အားအစွမ်းချင်းကွာခြားကြပေမဲ့တချို့ဥပဒေသားတွေကတော့လူတစ်ယောက်ရဲ့လောက်ရကိုပဲကင်နိုင်တဲ့အထိအစွမ်းထက်ကြပါတယ်ကျွန်တော်တို့ငယ်ဘဝကတည်းကအဲ့ဒီဥပဒေဥပဒေသားတွေရဲ့လွှမ်းမိုးမှုကိုခံခဲ့ရပါတယ် သူတို့ကကျွန်တော်တို့ရဲ့ဘဝလမ်းကြောင်းကိုအတိုင်းအတာတစ်ခုအထိပဲ့ကင်နိုင်ခဲ့ပါလိမ့်မယ်။ဒါတောင်သူတို့ရဲ့အစွမ်းကို ကျွန်တော်တို့သိပြီးတော့သတိပြုမိလိမ့်မရှိပါဘူး။ဒါပေမဲ့တချို့လူတွေရဲ့အမြင်မှာတော့ဥပဒေတစ်ခုချင်းစီဟာမြင်သာပြီးတော့အလွဲတကူအသုံးချလို့ရတဲ့လက်နက်ဖြစ်နေကြပါတယ်။တနည်းအားဖြင့်အလိုအလျောက်လွှမ်းမိုးမှုရဲ့လက်နက်တွေပေါ့။အဲ့ဒီလိုလက်နက်တွေရဲ့ဒီနေရာကို ကောင်းကောင်းကြီးသိထားပြီး သူတို့လူကျင်တာရဖို့အဲ့ဒီလက်နက်တွေကိုအမြဲလိုလိုကျွမ်းကျွမ်းကျင်ကျင်အသုံးချတတ်ကြတဲ့လူတစုရှိပါတယ်။သူတို့ကလူတွေနဲ့ဇက်တိုက်တွေ့ပြီးတော့တခြားလူတွေကိုသူတို့စံထားအတိုင်းလိုက်လျောဖို့တောင်းဆိုကြပါတယ်။သူတို့ရဲ့အောင်မြင်မှုနှုန်းကလည်းလက်ဖျားခါလောက်စရာပါ။သူတို့အောင်မြင်မှုရဲ့လှေဝက်ချာသူတို့ရဲ့တောင်းဆိုမှုတွေကိုတိဆောက်ဖို့တနည်းအားဖြင့်လူအဖွဲ့အစည်းထဲမှာရှိနေပြီးသားလွှမ်းမိုးမှုလက်နက်တွေကိုအသုံးချပုံထဲမှာရှိပါတယ်။ အဲ့ဒီလိုလုပ်ဖို့စိတ်ပညာဥပဒေသားတစ်ခုနဲ့ခိုင်ခိုင်မာမာချိတ်ဆက်ထားပြီးတော့ကျွန်တော်တို့စိတ်ထဲကအလိုအလျောက်တုံ့ပြန်မှုတစ်ခုကိုလှုံနှိုးပေးနိုင်တဲ့စကားလုံးလေးတစ်လုံးပဲလိုပါတယ်စိတ်ပညာဥပဒေသားတွေအလျောက်ကျွန်တော်တို့ရဲ့တုံ့ပြန်မှုတွေကိုအမျက်ထုတ်သမားတွေကမြဲမြံနဲ့မှန်မှန်သိယူနိုင်ကြပါတယ်ကျွန်တော်ရဲ့မိတ်ဆွေယေတနာဆိုင်ပိုင်းရှင်ကိုမှတ်မိပါပါပထမအချိန်တုန်းကသူ့အနေနဲ့မတော်တဆအမျက်ထွက်သွားတယ်ဆိုပေမဲ့ မကြခင်မှာဈေးကြီးလေပစ္စည်းကောင်းလေဆိုတော့စံနှုန်းတစ်ခုကိုသူစပြီးတော့အသုံးချပါတော့တယ်အခုဆိုရင်ခရီးသွားရာသီရောက်လာတာနဲ့သူကရောင်းရခဲ့တဲ့ပစ္စည်းတွေကိုဈေးတင်ပြီးတော့တွန်းရောင်းပါတယ်အဲ့ဒါကကုန်ကြစရဲ့အတော်တက်တာတယ်လို့လဲသူကပြောပါတယ်တတိမထားမိကြတဲ့ခရီးသွားတွေကဝယ်သွားတဲ့အခါသူ့အတွက်အမျက်အစွန်ကြီးကြီးမားမားရပါတယ်ဈေးတင်ရောင်းတာကအဆင်မပြေရင်တော့အဲ့ဒီပစ္စည်းပေါ်မှာ ဘယ်လောက်ကနေဘယ်လောက်လျှော့ဈေးလို့ရေးထားပြီးမူရင်းဈေးနဲ့ပြန်ရောင်းပါတယ်အဲ့ဒါကလည်းဈေးကြီးလေးပစ္စည်းကောင်းလေးဆိုတဲ့စံနှုန်းကိုအမျက်ထုတ်တဲ့သဘောပါပဲဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြမယ့်စာအုပ်လေးကတော့ဩဇာတိတ်ကမဆိုတဲ့စာအုပ်အပိုင်းနှစ်ပဲဖြစ်ပါတယ်အခုလိုဈေးကြီးလေးပစ္စည်းကောင်းလေးဆိုတဲ့စီးမြင့်တဲ့လောင်းကစားလုပ်တဲ့လူတွေကိုလှည့်စားတာကကျွန်တော်မိတ်ဆွေစတင်ခဲ့တဲ့နီလမဟုတ်ပါဘူး ယဉ်ကျေးမှုဗေဒပညာရှင်နဲ့စာရေးဆရာဖြစ်တဲ့လီယိုရော့စတန်ဟာ1930ခုနှစ်တွေတုန်းကသူ့ငယ်ဘဝကိုဖျက်ဆီးခဲ့တဲ့မွေးရမြေမှာအမျိုးသားအထည်ချုပ်ဆိုင်လေးဖွင့်ထားပြီးအမျိုးသားအထည်ချုပ်ဆိုင်လေးဖွင့်ထားတဲ့စစ်နဲ့ဟယ်ရီဒရူဘတ်ညီနောင်အကြောင်းကိုဥပမာပေးပြီးပြောပါမယ်စစ်ကတော့ဈေးရောက်နေသူပါဆိုင်ကိုဝယ်လက်တယောက်လာပြီးတော့အင်ဂျီတွေစမ်းဝတ်ကြည့်တဲ့အချိန်ဆိုရင် စစ်ကသူနားနည်းနည်းထိုင်းချောင်းပြောပြီးတော့သူတို့စကားပြောကြတဲ့အချိန်တိုင်းဝယ်လက်ကိုအော်ပြီးတော့ပြောခိုင်းပါတယ်ဈေးဝယ်သူက သူသဘောကြတဲ့အင်ကြီးကိုတွေးပြီးဈေးမေးတဲ့အခါစစ်ကအနောက်ခန်းမှာရှိနေတဲ့အကူဖြစ်သူစက်ချုပ်သမားစက်ချုပ်သမားကောင်းဟယ်ရီကိုဒါပဲဈေးလဲလို့လှမ်းမိပါတယ်ဟယ်ရီကအလုံးလုံးရင်တန်လန်းမော့ကြည့်ပြီးတော့မူရင်းဈေးထက်အစမတန်တင်ထားတဲ့ဈေးနဲ့အဲ့ဒီခြေသားအစစ်ထဲလေးဆိုရင် အဲ့ဒီခြိတာအစစ်ထဲလေးဆိုရင်42ဒေါ်လာကျမယ်လို့ဩပြောပါတယ်စစ်ကလည်းမကြားချင်အောင်စောင်းပြီးတော့ထံမြေးပြန်ပါတယ်နောက်တစ်ချိန်ဟယ်ရီက42ဒေါ်လာလို့လှမ်းအော်လိုက်ချိန်မှာတော့စစ်ကဈေးဝယ်သူဘက်ကိုလှည့်ပြီးတော့22ဒေါ်လာကျတယ်ဗျာလို့ပြောပါတယ်အဲ့ဒီလိုအချိန်ဆိုရင်အများစုကသူတို့စိတ်ထဲမှာဈေးကြီးလေးပစ္စည်းကောင်းလေးဆိုတဲ့အစွဲနဲ့ တနာစရာစစ်တယောက်နားကြားမှမမသိခင်အမြန်ဝယ်ပြီးတော့စိုက်တဲ့ကအတော့နှင်ကြပါတယ်ဒီစောက်တယ်မှာဖော်ပြထားတဲ့အလိုအလျောက်လွှမ်းမိုးခြင်းလက်နက်အများစုမှာစင်တူတဲ့အချက်တွေအများအပြားရှိပါတယ်အခုဆိုရင်နှစ်မျိုးကိုဖော်ပြပြီးပါပြီအဲ့ဒီလက်နက်တွေရဲ့အစွမ်းတတ္တိကိုလှုပ်နှိုးနိုင်တဲ့စိတ်ရန်ရာဆန်ဆန်လုပ်ငန်းစဉ်နဲ့အဲ့ဒီလုပ်ငန်းစဉ်ကိုလှုပ်နှိုးနိုင်သူတွေကဘယ်လိုအသုံးချနိုင်လဲဆိုတဲ့နောက်ဆက်တွဲလုပ်ငန်းစဉ်မှာ တတိယအဆင့်မှာအလိုအလျောက်လွှမ်းမိုးခြင်းလက်နက်တွေကအသုံးချသူကိုဘယ်လိုနည်းလမ်းတွေနဲ့အကျိုးရှိစေနိုင်လဲဆိုတဲ့အချက်ပါဝင်ပါတယ်။ဒါပေမဲ့အဲ့ဒီလက်နက်တွေကနံပါတ်ဒုတ်တွေလိုတခြားသူတွေကိုရိုက်နှက်ပြီးတော့ခိုင်းစားဖို့သုံးရတဲ့လက်နက်မျိုးမဟုတ်ပါဘူး။သူရဲ့လုပ်ငန်းစဉ်ကအဲ့ဒီထက်ပိုပြီးတော့ရှုပ်ထွေးနှက်နေပါတယ်။အသုံးချတတ်မယ်ဆိုရင်တစ်ချက်ကလေးမှမမောပန်းမဲ့ကိုယ်အလိုရှိရာကိုရနိုင်ပါတယ်။အခြေအနေအလိုက်ရှိနေပြီးသားလွှမ်းမိုးမှုစွမ်းအင်တွေကိုလှုပ်နှိုးပြီးတော့ ကိုအလိုရှိရာပြည့်မှတ်စီဥတီနိုင်မှုပဲလိုပါတယ်။တနည်းအားဖြင့်အခုလိုချီးကပ်ပုံကဂျပန်ကိုခံပညာဖြစ်တဲ့ဂျူဂျစ်ဆုနဲ့ခက်စစ်စင်ပါပဲ။ဂျူဂျစ်ဆုတက်တဲ့အမျိုးသမီးတယောက်ဟာရန်သူနဲ့တွေ့တဲ့အခါသူ့ရဲ့ခွန်အားအနည်းငယ်ကိုပဲအသုံးချရပါတယ်။ကိုရဲ့ခွန်အားချီတီးတဲ့သုံးမဲ့အစားသူကရှေ့နှစ်ပြီးသားတဘာဝနိယာမတွေဖြစ်တဲ့ဇွဲငင်အားဟန်ချက်အရှိန်နဲ့အင်ဒါရှာစတာတွေကို ထိတိယောက်ယောက်အသုံးချပါတယ်။ အကယ်၍သူ့အနေနဲ့တဘာဝနိယာမတွေကို အခြေအနေအလိုက်အသုံးချတတ်မယ်ဆိုရင် သူ့ထက်ခွန်အားကြီးမားတဲ့ယန္တုကို အလိုအလျောက်လွှမ်းမိုးခြင်းရဲ့လက်နက်တွေကအဲ့ဒီလိုအသုံးချရတာပါပဲအလိုအလျောက်လွှမ်းမိုးခြင်းရဲ့လက်နက်တွေကလည်းအဲ့ဒီလိုအသုံးချရတာပါပဲအသုံးချတဲ့သူတွေဟာကိုယ်ပိုင်ခွန်အားနည်းနည်းပဲသုံးပြီးတော့လွှမ်းမိုးခြင်းလက်နက်တွေရဲ့အစွမ်းနဲ့သူတို့ရဲ့ပြစ်မှတ်တွေကိုအနိုင်ယူနိုင်ပါတယ်ဒီလုပ်ငန်းစဉ်ရဲ့နောက်ဆုံးအပိုင်းဟာ အသုံးချသူကို ကြီးမားတဲ့ထက်ဆောင်းရလက်တစ်ခုပေးပါတယ်အဲ့ဒါကတော့သွေးဆောင်ချေလဲနေတယ်မထင်ရပဲသွေးဆောင်ချေလဲနိုင်တဲ့အစွမ်းပါပဲခံရသူ victim တွေတောင်မှသွေးဆောင်သူရဲ့အလိုချလိုက်လုံနေတာမဟုတ်ပဲသူတို့ရဲ့ကိုယ်ပိုင်အလိုအင်စန္ဒကြောင့်လောက်တာဖြစ်တယ်လို့တွေးထင်တက်လို့ရှိကြပါတယ်ဥပမာတစ်ခုပြောပြပါမယ်လူတွေရဲ့အမြင်နဲ့ပတ်သက်ပြီးတော့နှိုင်းရှင်နှိုင်းရှင်ချင်းဥပဒေသားလို့ခေါ်တဲ့ဥပဒေသားတရရရှိပါတယ် အဲ့ဒီဥပဒေသားကတော့ပစ္စည်းနှစ်ခုကိုနှိုင်းရှင်ခြင်းလူတွေရဲ့ရှုထောင့်အပေါ်လွှမ်းမိုးမှုရှိပါတယ်။ရှင်းရှင်းလေးပြောရရင်ဒုတိယပစ္စည်းကပထမပစ္စည်းထက်နည်းနည်းလေးပဲရှားနာနေရင်တော့ကျွန်တော်တို့ကပို့ပြီးတော့ရှားနာနေတဲ့အောင်မြင်တတ်ကြပါတယ်။ဒါကြောင့်ပေါ်တဲ့ပစ္စည်းကိုအရင်မှကြည့်ပြီးတော့လေးလံတဲ့ပစ္စည်းကိုဒုတိယအနေနဲ့မှကြည့်မယ်ဆိုရင်ဒုတိယပစ္စည်းရဲ့အလေးချိန်ကသူ့မူရဲ့အလေးချိန်ထက်ပို့ပြီးတော့လေးနေတဲ့အောင်ထင်မိပါလိမ့်မယ်။ နိုင်ရှင်ချင်းဥပဒေတာဟာယူပစိတ်ပညာနယ်ပယ်မှာနှံ့ဆောင်အောင် လေ့လာခဲ့ပြီးသားဖြစ်တဲ့အပြင်ဒီဥပဒေတာဟာအလေးချိန်တင်မကပဲရှုထောင့်မျိုးစုံအတွက်အကျုံးဝင်ကြောင်းတွေ့ခဲ့ရပြီးပါပြီ အကယ်၍ပါတီတစ်ခုမှာဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတစ်ယောက်နဲ့စကားပြောနေရင်တမန်အမျိုးသမီးတစ်ယောက်ကစကားဝိုင်းနဲ့ဝင်လာမယ်ဆိုရင်အဲ့ဒီတမန်အမျိုးသမီးကိုရှိရင်ဇွဲထက်ပို့ပြီးတော့ဆွဲဆောင်မှုမရှိဘူးလို့ထင်မိပါလိမ့်မယ် အရီဇိုနာပြည်နယ်တက္ကသိုလ်နဲ့မွန်တားနာပြည်နယ်တက္ကသိုလ်တွေရဲ့နှိုင်းရှင်ချင်းဥပဒေသားအပေါ်လေ့လာခဲ့တဲ့သူတည်တနာတွေအရနာမည်ကြီးမီဒီယာတွေမှာရုတ်တိမကြလောက်အောင်ဆွဲဆောင်မှုရှိလို့နဲ့မော်ဒယ်တွေရဲ့ပုံရိပ်ကိုအလွန်အကျူးပြသမှုကြောင့်ကျွန်တော်တို့ဟာကိုလက်တွဲပေါ်ရဲ့ရုပ်ပိုင်းဆိုင်ရာဆွဲဆောင်မှုအပေါ်ဂျေနက်စိတ်ယော်နေတဲ့ကြောင်တွေ့ရှိခဲ့ရပါတယ်သူတည်တနာတစ်ခုမှာနာမည်ကြီးမဂ္ဂဇင်းတွေတဲက ကြောင်ကြားတွေကိုအရင်ဆုံးကြည့်ထားတဲ့ကိုလိပ်ကျောင်းသားကျောင်းသူအုပ်စုဟာတာမန်ရုပ်ရည်ရှိတဲ့စန့်ကျင်ဘက်လိန်ကျောင်းသားကျောင်းသူတွေကိုရှိရင်ဇွဲထက်ပို့ပြီးတော့ဇွဲဆောင်မှုနည်းတယ်လို့ထင်ရကြောင်းမှတ်ချက်ပြုခဲ့ပါတယ်။နောက်ထပ်သူတည်ထတာတစ်ခုမှာတော့ကိုလိပ်အဆောင်ကနေကျောင်းသားတွေကို blind date မှာတွေ့ရမယ့်အမျိုးသမီးရဲ့တယောက်ရဲ့ဓာတ်ပုံကိုပြပြီးတော့အစင်သတ်မှတ်ချက်ပေးခိုင်းပါတယ်။အဲ့ဒီအမျိုးသမီးရဲ့ဆွဲဆောင်မှုအပေါ်အစင်သတ်မှတ်တဲ့အချိန်မှာ Charlie's Angel TV show ကိုကြည့်နေတဲ့ចောင်းသားတွေကပေးတဲ့ရမတ်ကတခြား show တခုကိုကြည့်နေတဲ့ចောင်းသားတွေပေးတဲ့ရမတ်တန်နေနေကြောင်းတွေ့ခဲ့ရပါတယ်။မြင်သာတဲ့အချက်ကတော့ Angel show ထဲမှာပါဝင်တဲ့မင်းသမီးတွေရဲ့လှပမှုက ပုံတွေက အမျိုးသမီးတွေကို မလှတဲ့အောင် ထင်သွားစေတာပါပဲ။ယူပါစိတ်ပညာစမ်းသပ်ခန်းတွေမှာចောင်းသားတွေကိုနှိုင်းရှင်ပြီးတော့ចောင်းသားတွေကိုနှိုင်းရှင်ခြင်းဥပဒေသားနဲ့မိတ်ဆက်ပေးတဲ့အခါ သုံးလေးရှိတဲ့စံသက်ချက်တခုရှိပါတယ်။ចောင်းသားတစ်ယောက်စီဟာရေအေးရိုးရိုးရေနဲ့ရေနွေးတစ်မျိုးစီထည့်ထားတဲ့ရေပုံသုံးပုံရှိမှအလဲကျထိုင်ကြရပါတယ်။ចောင်းသားတွေရဲ့လက်တစ်ဖက်ကိုရေအေးနဲ့ထည့်ပြီးနောက်တစ်ဖက်ကိုရေနွေးနဲ့ထည့်ခိုင်းပါတယ်။အဲ့ဒီလိုထည့်ပြီးတဲ့နောက်မှာတော့လက်နှစ်ဖက်လုံးကိုတာမန်အပူချိန်ရှိတဲ့ရေပုံတွေကိုတပြိုင်နက်တည်းထည့်စိန်ခိုင်းပါတယ်။အဲ့ဒီလိုထည့်ပြီးတာနဲ့ចောင်းသားတိုင်းကမယုံနိုင်ဖြစ်သွားကြပါတယ်။ လက်နှစ်ဖက်လုံးကို ရေတဘုံထဲမှာထည့်ထားတယ်ဆိုပေမဲ့ရေအေးထည့်ထားတဲ့လက်ကရေနွေးထဲရောက်သွားတယ်လို့ခံစားရပြီးတော့ရေနွေးထည့်ထားခဲ့တဲ့လက်ကတော့ရေအေးထဲရောက်သွားတယ်လို့ခံစားရပါတယ်။သဘောတရားကတော့အတွေ့အကြုံကတခုတည်းဖြစ်နေရင်တော့ဒီဥပမာမှာတော့တံပံအပူချိန်ရှိတဲ့ရေသူ့မတိုင်ခင်ဖြစ်ပြတ်သွားတဲ့ဖြစ်စဉ်အပေါ်မူတည်ပြီးတော့ရှုထောက်ခြင်းကွဲလွဲသွားနိုင်နေဆိုတာပါပဲ။ နိုင်ရှင်ချင်းဥပဒေသားရဲ့လွှမ်းမိုးမှုလက်နက်လက်နက်ကလေးကိုလည်းကိုကျိုးအတွက်အသုံးချကြပါတယ်။ဒီဥပဒေသားရဲ့အားသာချက်ကြီးတစ်ခုကတော့သူကထိရောက်မှုရှိတဲ့အပြင် သုံးလို့သုံးနေမှန်းတော့မသိတာပါပဲ။အသုံးချတဲ့သူတွေဟာသူတို့အလိုချအကွက်ချစီစဉ်ထားပုံမပေါ်ပဲအဲ့ဒီနီလန်းနဲ့အမျက်ထုတ်ကြပါလေ။လက်လီအထည်ဆိုင်တွေလက်လီအထည်ဆိုင်တွေကဥပမာကောင်းတစ်ခုပါပဲ လူတစ်ယောက်ကအမျိုးသားအဝတ်ထည်ဆိုင်ကိုရောက်လာပြီးတော့အနောက်တိုင်းဝတ်စုံတစ်စုံနဲ့ဆွဲထားတဲ့ထည်လူချင်းချောင်းပြောတယ်ဆိုပါစို့ခမရလာအယောင်ဝန်ထမ်းဆိုရင်သူ့ကိုငွေအများကြီးသုံးအောင်ဘင်းကြီးကိုအရင်ပြမလဲအထည်ဆိုင်တွေကတော့ဈေးကြီးတဲ့အထည်ကိုအရင်ဆုံးရောင်းဖို့အယောင်သမားကိုညွန်ကြားထားပါတယ်ရေဘူးရအပြစ်တွေးရင်တော့စန့်ကျင်ဘက်လို့ထင်မိပါလိမ့်မယ်အကယ်၍အဲ့ဒီလူကအနောက်တိုင်းဝတ်စုံအတွက်ငွေအများကြီးသုံးပြီးတော့ရင် စွဲတော်အတွက်ငွေသိမ့်မသုံးတော့ဘူးလို့ယူဆမိပါပါဒါပေမဲ့အထည်ဆိုင်တွေကပိုသိပါတယ်သူတို့ကနှိုင်းရှင်ရှင်ဥပဒေသားရဲ့အယူအဆအတိုင်းအလုံးလုံးပြီးအနောက်တိုင်းဝတ်စုံကိုအရင်ရောင်းပါတယ်ဘာကြောင့်လဲဆိုတော့စွဲတာတွေကိုကြည့်တဲ့အချိန်ဈေးကြီးတဲ့စွဲတာဖြစ်နေရင်တော့မှရှင်ကြီးလိုက်တဲ့အခါဈေးသိမ့်မကြီးတဲ့အောင်ထင်ရလို့ပါပဲအဲ့ဒီလူကအစပိုင်းဆိုရင်65ဒေါ်လာတန်စွဲတာတစ်ထည်ကိုဝယ်ဖို့လက်တွတ်နေခဲ့ပါလိမ့်မယ်ဒါပေမဲ့ 495ဒေါ်လာတန်းအနောက်တိုင်းဝတ်စုံကိုဝယ်ပြီးသွားရင်တော့95ဒေါ်လာတန်းဆွဲတာကိုဈေးကြီးတယ်လို့မြင်တော့မှာမဟုတ်ပါဘူးအင်ဂျီနဲ့လိုက်ဖက်ညီမဲ့အပြင်အစင်ရှက်ဖက်နက်ကပတ်ဆစတဲ့ဝယ်ယူခြင်းနဲ့အမျိုးသားတစ်ယောက်အတွက်အတွက်လည်းဒီဥပဒေသားကအကျုံးဝင်ပါတယ်တတ်တဲ့အထောက်အထားတွေကနိုင်ရှင်ခြင်းဥပဒေသားဟာလူအများရဲ့ယူဆချက်နဲ့စန့်ကျင်နေတဲ့အတိုင်းလက်တွေ့မှန်ကန်နေကြောင်းကိုတွေ့ခဲ့ရပါတယ် အယောင်သူတွေဒီဝေတနီဟူဗင်နဲ့မာဖီတို့ကစိတ်ဝင်စားစရာကောင်းတဲ့အချက်တခုကတော့လူတယောက်ဟာအနောက်တိုင်းဝတ်စုံတစ်စုံဝယ်ဖို့အတွင်းနဲ့အထည်ဆိုင်ကိုရောက်လာပြီးဝတ်စုံဝယ်ပြီးတဲ့နောက်တခြားတွဲဝတ်ဖို့အစင်အရင်တွေကိုဝယ်တဲ့အခါဝတ်စုံမဝယ်ခင်အစင်အရင်ဝယ်ခဲ့ရင်သုံးမဲ့ငွေပမာဏထက်ပိုပြီးတော့သုံးမှုပိုများပါတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်ဈေးကြီးပစ္စည်းကိုအရင်ရောင်းတာကအယောင်ဝန်တန်းတွေအတွက်ပိုပြီးတော့အကျိုးအမြတ်များပါတယ် ။ဘာကြောင့်လဲဆိုတော့ဈေးကြီးပစ္စည်းကို အရင်မရောင်းရင်နိုင်ရှင်ချင်းဥပဒေတာရဲ့လွှမ်းမှုကိုအသုံးချနိုင်မှာမဟုတ်တဲ့အပြင်အဲ့ဒီဥပဒေတာတွေကသူတို့အပေါ်စန့်ကျင်ဘက်အကျိုးသက်ရောက်မှာဖြစ်တာကြောင့်ပါပဲ။ဈေးတတတဲ့ပစ္စည်းကို အရင်ပြပြီးမှဈေးကြီးတဲ့ပစ္စည်းကိုပြမယ်ဆိုရင်ဈေးကြီးတဲ့ပစ္စည်းကိုပို့ပြီးတော့ဈေးကြီးသွားတဲ့အောင်ထင်ရစေပါလေ။အဲ့ဒါမျိုးကိုဘဲကုမ္ပဏီကမှ အဖြစ်မခံလို့ကြပါဘူး။ဒါကြောင့်အစအဦးဆုံး ဂျုံရတဲ့ရေဘုံနဲ့ရေဘုံရဲ့အပူချိန်ပေါ်မူတည်ပြီးတော့တာမန်အပူချိန်ရေကို ပူတယ်လို့ရောအေးတယ်လို့ပါတပြိုင်နက်တဲ့ခံစားရအောင်လုပ်နိုင်တယ်လို့အဆောက်အဦဆုံးမြင်ရတဲ့ပစ္စည်းအပေါ်မူတည်ပြီးတော့တခြားပစ္စည်းတခုကိုဈေးကြီးတယ်လို့ရောဈေးပေါ်တယ်လို့ပါထင်ရအောင်လုပ်နိုင်ပါတယ်နိုင်ရှင်မှုကိုပညာသားပါပါတုံးနေဆိုတာကအထည်ဆိုင်တွေပဲရှိတာမဟုတ်ပါဘူး အင်ချမ်းမြေကုမ္ပဏီတွေမှာကျွန်တော်တက်ရှုပ်ပြီးတော့ဝင်လေ့လာခဲ့တော့ငါလေနိုင်ရှင်ချင်းဥပဒေတာကိုအသုံးချထားတဲ့နီလာတကူကိုဂျုံခဲ့ရပါတယ်။ပေးရက်တွေဆိုရင်ဝယ်လက်တွေကိုအိမ်လိုက်ပြတဲ့ကုမ္ပဏီကအိမ်ပွဲစားတယောက်နဲ့ကျွန်တော်လိုက်သွားလေးရှိပါတယ်။အိမ်ပွဲစားကိုတော့ feel လို့ခေါ်ကြတာပေါ့။သူကကျွန်တော်ကိုလက်တွဲခေါ်တဲ့အနေနဲ့လိုအပ်တာတွေအကြံပေးပါတယ်။ကျွန်တော်ခက်မြမြန်တတိထားမိတာတော့အချက်တစ်ခုကတော့ feel ဟာဝယ်လက်အစ်စ်တွေကိုအိမ်ပြတဲ့အချိန်တိုင်းနေခြင်းစရာမရှိတဲ့အိမ်နှလုံးလောက်ကိုအရင်ဆုံးပြပါတယ်သူ့ကိုအဲ့ဒီအကြောင်းမီးတော့သူကရဲပါတယ်အဲ့ဒီအိမ်တွေဟာသူ့အကောဟန်ပြအိမ်တွေပါကုမ္ပဏီကယူရွေးနေတဲ့အိမ်တစ်လုံးနှလုံးလောက်ကိုဝယ်ကင်ထားပြီးတော့ဈေးမြင့်မြင့်နဲ့အယောင်းတင်ထားလေးရှိပါတယ်အဲ့ဒီအိမ်တွေကရောင်းဖို့မဟုတ်ပါဘူးဝယ်လက်တွေကိုပြဖို့တီးတန့်ပါဝယ်လက်တွေကိုပြဖို့တီးတန့်ပါ ဒါမှသာလူတွေကနှိုင်းရှင်မိပြီးကုမ္ပဏီကပိုင်ဆိုင်တဲ့တခြားအိမ်ချမ်းမြေအစ်စ်တွေကပိုရောင်းကောင်းသွားမှာပါ တခြားပွဲစားတွေအယောင်သမားတွေကဟန်ပြအိမ်တွေကိုအသုံးမချခဲ့ကြပေမဲ့ဖီလ်ကတော့အသုံးချခဲ့ပါတယ်ဟန်ပြအိမ်တွေကိုပြပြီးတဲ့နောက်သူတကယ်ရောင်းချင်တဲ့အိမ်ကိုပြတဲ့အခါဝဲလက်တွေရဲ့မျက်လုံးကတောက်ပလာတာကိုမြင်ရတာသဘောကျကြောင်သူပြောပါတယ်အသုံးမချတဲ့အိမ်နှလုံးလောက်ပြပြီးမ တကယ်ရောင်းချင်တဲ့အိမ်ကိုပြတဲ့အချိန်ဆိုရင်တို့မျက်လုံးနဲ့ပို့ပြီးတော့လှတယ်လို့ထင်သွားကြတယ်လို့ feel ကပြောပါတယ်မော်တော်ကားအယောင်သမားတွေကလည်းအစ်စ်ထပ်ပြင့်မဲ့အပူပစ္စည်းတွေကိုတစ်ခုပြီးတစ်ခုမစွဲခင် အပူပစ္စည်းတွေကိုတစ်ခုပြီးတစ်ခုမစွဲခင် ကားစေးအရင်ညှိရက်ညှိပြီးတဲ့အထိစောက်ချင်းအပြင်နိုင်ရှင်ချင်းဥပဒေတာတွေကိုအသုံးချကြပါတယ်ဒေါ်လာ1000ခွင့်နဲ့ဈေးတက်သွားတဲ့အချိန်မှာအစ်စ်ထပ်ဖြစ်ရတဲ့ရေဒီယိုလိုပစ္စည်းမျိုးတို့ ဒေါ်လာ100လောက်ပေးရတာကမပြောပါလောက်တော့ပါဘူးအဲ့ဒီသဘောတရားကရှိတ်ထဲတဲ့မှန်တွေနောက်ကြည့်မှန်တွေတာယာအစ်စ်တွေရှယ်ရှိဖုံးတွေစသဖြင့်ထပ်ဖြည့်ဖို့အယောင်သမားကအကြံပေးတဲ့ပစ္စည်းတွေအတွက်အကျုံးဝင်ပါတယ်လဲကွက်တွေကတော့ပစ္စည်းတွေကိုတီးကြားစီတခုချင်းပြောဖို့ပါပဲဒါမှသာအဲ့ဒီလိုပစ္စည်းအသေးအဖွဲတွေကတကယ်ကားစီးနဲ့ရှင်တဲ့အခါဘာမှမဟုတ်တရားထင်သွားရမှာပါကားဝယ်ဘူးတဲ့လူတယောက်အနေနဲ့ပြောနိုင်တာကတော့အစပိုင်းမှာ ဈေးတက်လို့ဝယ်လိုက်တဲ့ကားကလည်းအဲ့ဒီလို တိုလီမုတ်ဆတွေထပ်ဖြစ်ရင်းကနေဈေးတက်သွားတာပါကားဝယ်သူကလက်ထဲမှာအဝယ်စာချုပ်ကိုကင်ပြီးဘာဖြစ်သွားတယ်လဲတွေးရင်သူ့ကိုယ်သူပဲအပြစ်တင်နေတဲ့အချိန်မှာအယောင်သမားကတော့အောင်းတိုင်းသူအပြုံးနဲ့ပြုံးပြုံးကြီးရက်နေပါလိမ့်မယ်ပရိသတ်ထံမှပေးစာပေးဖို့သူကိုလေးចောင်းသားတူဦးမိပါများဖေဖေနဲ့မမေတမီကိုလေးလာတက်ကလေးကစာရေးဖို့မိနေတာနဲ့ ရှေ့မှာမရေးပြစ်ခဲ့တာတွေကိုလည်းတောင်းပန်ပါတယ်။အဲဒါကြောင့်သမုသမီးအခုအခြေအနေတွေကိုပြောပြပါမယ်။ဒါပေမဲ့ထားပြီးမှဖတ်ပါ။ AACC မထားရသေးခင်စက်မဖတ်ရဘူး။အခုလက်ရှိတော့သမီးအစင်ပြေနေပါတယ်။သမီးရောက်ပြီးမကြခင်အဆောင်မီးလောင်တုံးကဗရင်ပေါက်ကနေခုံချခဲ့ရလို့ခေါင်းကွဲပြီးတော့တတိမိတ်သွားတဲ့ဒံရကလည်းအခုဆိုရင် တော်တော်လေးတတနေပါပြီ။ဆေးရုံမှာနှစ်ပတ်ပဲနေခဲ့ရတဲ့အခုဆိုမျက်လုံးလည်း ပုံမှန်နီးပါးလောက်ပြန်ကောင်းလာပြီးတော့ခေါင်းကလည်းတရက်တစ်ခါလောက်ပဲကြိုက်တော့တယ်။ကံကောင်းတာကအဆောင်မီးလောင်ပြီးသမီးခုန်ချတာကိုအဆောင်နာကဓာတ်စီဆိုင်ကဝန်ထမ်းကောင်လေးတယောက်ကမြင်သွားတယ်။သူပဲမီးတပ်ဌာနနဲ့ဈေးရုံကိုဖုံးဆက်ပေးခဲ့တာပါ။သမီးဈေးရုံတက်တုံကလည်းသူလာတွေ့တယ်ဈေးရုံဆင်းတော့လဲအဆောင်မီးလောင်လို့သမီးနေစရာမရှိတော့သူ့တိုက်ခန်းမှာအတူတူနေဖို့သူပဲရရရရကန်းလန်းခဲ့တာပါ။မြောက်ခန်းလေးဆိုပေမဲ့ချစ်စရာတော့ကောင်းပါတယ်။ သူကတိတ်ကောင်းတဲ့ကောင်လေးပါတပီတို့အရန်ချစ်သွားကြတာနဲ့အခုဆိုမင်္ဂလာဆောင်ဖို့စီစဉ်နေပြီးရက်စွဲအတိအကျတော့မတတ်မှတ်ရသေးပါဘူးတမီပိုက်မတိတာလာခင်တော့ဆောင်ပြစ်ပါပါ ဟုတ်ပါတယ်ဖေဖေနဲ့မေမေတမီကို ရှိနေပါပြီတမီတို့မြေမမေတို့မြေဘလောက်ချီချင်နေမှန်းတမီသိပါတယ်ပြီးတော့တမီးကိုဂယူဆိုင်ခဲ့တယ်လို့ပဲတမီးရဲ့ကလေးလေးကိုလည်းကျင်ကျင်တန်တန်နွေးနွေးထွေးထွေးကြိုဆိုပြီးတော့အပြည့်အဝချစ်ပေးကြမယ်ဆိုတာတမီးသိပါတယ် ။တမီးတို့မင်္ဂလာဆောင်မှုနောက်ကျနေတယ်ဆိုတာကလည်းတမီးရဲ့ကောင်းလေးမှာကူဆတ်မှုလေးတခုရှိရှိနေတာနဲ့တွေးစစ်တာမအောင်လို့ပါ။တမီးလည်းသူ့စီကပိုးကူးနေပါပြီ။အခုတရင်ဆောင်ပြောပြီးပြီဆိုတော့ထပ်ပြောချင်တာကအဆောင်ပါမီးမလောင်ပါဘူး။တမီးခေါင်းလည်းမကွဲပါဘူး။ဈေးရုံလည်းမတက်ခဲ့ရပါဘူး။ကိုယ်ဝန်လည်းမရှိပါဘူး။စေစားထားတာလည်းမရှိပါဘူးပိုးလည်းမကူးပါဘူးပြီးတော့ရေးစားလည်းမရှိပါဘူးဒါပေမဲ့ အမေရိကန်သမိုင်းဘာသာမှာ ဒီရပြီးတော့ဓာတုဗေဒကြပါတယ်။တခြားပြဿနာတွေနဲ့ရှင်ရင်အဲ့ဒီအမှတ်တွေကဘာမှမဟုတ်ကြောင်းသိစေချင်လို့ဇလန်းဆင်လိုက်ရတာပါ။ချစ်ရချစ်လှစွာတော့သမီးလေးရှာရွန်။ရှာရွန်ကဒူဓာတုဗေဒကြပြီးမဲ့စိတ်ပညာမှာတော့အမှတ်ပြပါပဲ။ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြခဲ့တဲ့ဩဇာတိကမဆိုတဲ့စာအုပ်အပိုင်းနဲ့ဒီမှာတင်ပြီးဆုံးပါပြီ။ဇလန်းသားဆင်လိုပါကကျွန်တော်ရဲ့ channel လေးဖြစ်တဲ့ စုံးနေဖို့ channel လေးကို subscribe လုပ်ပြီးတော့ notify bell လေးနှိပ်ချပေးဖို့နှိပ်ထားပေးဖို့မြစ်တာရက်ခံပါတယ်သဘောကျနှစ်သက်တဲ့ဆိုပါကလည်း like and share လေးလုပ်သွားပေးဖို့မြစ်တာရက်ခံပါတယ်ခင်ဗျာအားလုံးကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ပြီးတော့ဘေးအန္တရာယ်အသွေးသွေးနဲ့ကတ်သုံးမရမှာအမြန်ဆုံးကြော်လာနိုင်ပြီးတော့ငြိမ်းချမ်းသောဘဝမှာအမြန်ဆုံးပြန်လည်နေထိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ